โอเค7မှာကျွန်တော်တွေဒီမှာ copy တစ်ခွက်ဝယ်မယ်ပြီးရင်ကျွန်တော်ငွေဘယ်လိုဖြည့်ရမလဲပေါ့နော် True Money Wallet ကိုငွေဘယ်လိုဖြည့်ရမလဲကျွန်တော်ပြပေးမယ်နော်ဆိုတော့ကျွန်တော်တို့ကိုပဲပေါ့မယ်ငွေရှင်းမယ်ကျွန်တော်တွေ True Money ငွေဖြည့်မယ်ပြောပြီးရတယ်သူကကိုဖုန်းနံပါတ်ရိုက်တဲ့ခိုင်းမယ်ဒီညမှာကိုရဲ့ဖုန်းနံပါတ်ဆက်လို့မှန်ကန်ထဲပြီးရင်အစိမ်းရောင်နှိပ်လိုက်ပြပြီးတော့ပြီဆိုရင်ကျွန်တော်တို့သူကဖုန်းနံပါတ် off ပေးလိမ့်မယ်မှန်လားမမှန်လားမှန်တယ်ဆိုရင်နောက်တစ်ကြိမ်စိမ်းရောင်ထပ်နေပြီးလိုက်ပြီးပြီဆိုရင်ကိုဖြည့်ရှင်တဲ့ငွေအမောက်ကိုသူထည့်ခိုင်းလိမ့်မယ်ကျွန်တော်တော့3000ဖြည့်မှဆိုတော့3000နှိပ်ပေးလိုက်တယ်ပေါ့နော် အများဆုံး3တောင်ပဲထည့်လို့ရမှာဖြစ်ပါတယ်ပြီးပြီးဆိုရင်ကျွန်တော်တို့ဒီမှာစိမ့်ရအောင်နှိပ်ပေးလိုက်ပြီးရင်ကျွန်တော်တို့ဒီမှန်ပြင်မှာလည်းကျွန်တော်ပြပေးမယ်ဘယ်လိုမျိုးပေါ်ပေါ်လဲဆိုတော့ပေါ့နော်ဒီလိုမျိုးလေးပေါ်တယ်ဒီမှာဆက်လို့ရတယ်ပြီးပြီးဆိုရင်မှန်တယ်ဆိုရင်စိမ့်ရအောင်ကိုထပ်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်ရပါပြီပတ်စံပေးပြီးတန်းနေပေါ့နော်ဆိုကျွန်တော်ကတော့ဗီဒီယိုတခြားမရိုက်ခဲ့လိုက်ရဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ဗီဒီယိုပေးမရိုက်ဘူးလေအဲဒါကြောင့်နော်ဒါဆိုရင်အဆင်ပြေမယ်ထင်ပါတယ်တပည့်ရနေကျွန်တော်တို့ငွေဖြစ်မယ်ဆိုရင်ပေါ့နော်ဒါအချိန်ကို3000နှုန်းနဲ့9000ထိတ်လို့ရရပေါ့နော်ဒီနေ့ကိုကျွန်တော်ဆိုလို့ရှိရင်ဒီမှာ ့အာ900လုံးတစ်ခါထည့်လာတယ်တရွက်ကတော့ကျွန်တော်ထဲမှာကြာကြံနေကြလို့ပေါ့နော်ကျွန်တော်မပြတော့ဒီမှာနှစ်ရွက်ပါတယ်ပေါ့နော်ဆိုတော့အထူးမင်းကြီးကနေကျွန်တော်တွေကျွန်တော်ဒီ7နေပါပေါ့နော်ဒီမှာဒီလိုမျိုး7 level နေမှာအထူးမင်းကြီးကနေငွေဖြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီတစ်ကြိမ်ကို3000နဲ့အာဒီနေ့ကိုပေါ့နော်ဘတ်900လောက်ထိတာ free ဖြည့်လို့ရအောင်ဖြစ်ပါတယ်ကျွန်တော်ဒီဝင်ဆောင်ကတပြားမှထပ်ပေးစရာမလိုဘူး free ပါ free ထည့်လို့ရပါတယ်ဆိုတော့ဘာမရှိတဲ့သူတွေဆိုလို့ရှိရင်ဒါဒီလိုမျိုး true money wallet တွေကိုငွေဖြည့်ခြင်းနဲ့ဆိုရင်ဒီလိုမျိုး7 11နေမှာကျွန်တော်တို့ဒါ ါဒီလိုမျိုးပေါ့နော်7 Eleven နေနေရာတိုင်းမှာရှိပါတယ်7 Eleven နေမှာကျွန်တော်တို့ဝင်ဖြည့်ပါအဲကျွန်တော်တို့ကဒီ7 Eleven နေမှာမဟုတ်ဘဲနဲ့ပေါ့နော်ဒီလမ်းဘေးပုံးနေတို့ပါတို့ဒီကောင်းနေမှာဖြည့်မယ်ဆိုရင်တော့ဝင်ဆောင်ကားတွေပို့ပေးရနိုင်ပါတယ်ပြီးတော့ဒီလမ်းဘေးပုံးနေကနေကျွန်တော်တို့ဖြည့်တဲ့ခါမှာဆိုရင်လည်းဗျာလမ်းဘေးပုံးနေရဲ့တည့်ရတမ်းပဲအများကြီးဖြည့်လို့မရဘူးတစ်ခါဖြည့်မှ180ပဲအမြင့်ဆုံးပဲ180တော့မှကျွန်တော်တို့ဝင်ဆောင်က20လောက်ပေးရတယ်ပေါ့เนาะတော့အဆင်မပြေဘူး ဆိုတော့ကျွန်တော်တို့ဒီ Zoomany Wallet ထဲဝင်ဖြည့်တဲ့ခါမှာဆိုရင်ဒီ7 Level နဲ့ဝင်ဖြည့်ရင်ကျွန်တော်တို့ဘာမှအိတ်ထွေထူးစကားကြီးပြောနေစရာမလိုဘူးဗျာကျွန်တော်တို့ကဟိုင်းတကနည်းနည်းပပလေးပြောလို့အဆင်ပြေရင်ရပြီတားအိတ်တက်စရာမလိုဘူးကျွန်တော်ပြောရမှာငွေဖြည့်ခြင်းနဲ့ပြီးရင်အာတို့ဖုန်းနံပါတ်ဖြည့်ခိုင်းဖုန်းနံပါတ်ဖြည့်ပေးလိုက်ပြီးရင်ကိုယ့်ရဲ့ငွေဖြည့်မဲ့အမောက်ကိုပေါ့နော်ငွေဖြည့်တဲ့ပမာဏကတော့ကျွန်တော်တို့တစ်ချောင်းပတ်3000ပဲဖြည့်လို့ရတယ်ဆိုတော့3000အများဆုံးပဲပေါ့နော်တစ်ချောင်း3000 ချီသူတို့ဖြည့်ခွင့်ပေးတယ်ဆိုတော့ပြီးတော့ပြထားတဲ့အတိုင်းပဲမှန်တယ်ဆိုဆွမ်းရောင်လေးကိုနှိပ်ပြီးရင်ငွေမောက်ထည့်ပေးလိုက်။ဒါတော့ပဲပြပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှန်မှန်မှန်ကျွန်တော်တို့သူတို့ခုနှစ်ပတ် order ပေးလိမ့်မယ်။မှန်တယ်ဆိုလို့ရှိရင်ဆွမ်းရောင်လေးကိုထပ်ပြီးတော့အတီးပြူပေးလိုက်ဒါတော့ပဲ။ဒီ user နဲ့ကျွန်တော်တို့ပတ်စံရှင်းပေးလိုက်ပါတော့။ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးစာရွက်လေးတွေသူတို့ထုတ်ပေးလိမ့်မယ်။အားလုံးပဲအဆင်ပြေကြပါစေ။ဒါတော့ပဲဗျ။